္ဂလာပါရှင်။ဧပြီလ10ရက်ကြာပြီနေ့ရွှေရံခွဲရန်ကုန်တခွင်သတင်းစုံလင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ပြည်သူအများတဘာဝဘေးရန်ရဲ့ကင်ရှင်စရေးရန်ကုန်တိုင်းဒေသကြီးအတွင်းရှင်မြူနေများတွင်အန်ရဲကင်ပရိတ်တရာတို့များရွတ်ဖတ်ပူဆော်တဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးတွင်တဘာဝဘေးရန်များကင်ရှင်စရေးရရွယ်ပြီးတိုင်းဒေသကြီးခရိုင်မြို့နယ်များတွင်ဆရာတော်တန်ဃာတော်များဖြင့်ပြည်ကြီးဆက်သတို့ရပ်ဖတ်ပူဇော်ခြင်း ဝိရုဖွဲ့များဖြင့်ရတနာတုတ်ပရိတရားတော်ရပ်ဖတ်ပူဇော်ခြင်းများကိုဧပြီ၈ရက်မှစလို့နေ့စဉ်ည9နာရီတွင်ကိုးကောက်၉ရက်တိုင်တိုင်ရပ်ဖတ်ပူဇော်သွားမှာဖြစ်ကြောင်းသိရပါသည်။အခုကဲ့သို့ဆောင်ရွက်ကြရာတွင်တွန်တင်းမြို့နယ်မြို့နယ်တန်ခါနာရကအဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှဦးဆောင်ပြီးရှမ်းစုကြည်ရွာအုပ်စုညောင်တကားဖုံးတော်ကြီးကျောင်းတွင်၎င်း ပဇွန်တော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ဦးဆောင်မှုဖြင့်ပဇွန်တော်မြို့နယ်ရှိအမတ်ခွနိရက်ွက်တွင်တည်ထားကိုးကွယ်တော်မူသောတမိုင်းဝင်ရှေဖုံးဝင်စီရောမြတ်ကြီးသာသနာစောတိကဓမ္မယုံနှင့်၎င်းတကုံမြို့သစ်တောင်မိုင်းမြို့နယ်စီမံသားရအုပ်ချုပ်ရေးမှုရုံးနှင့်၎င်းပြည်သူပြည်သားများဘေးရန်ကင်းရှင်၍အနာရောဂါကင်းဝေးစေရန် ဘေးဒုက္ခအန္တရာယ်အပေါင်းနှင့်ယောဂဗျာပေတို့မှကင်းဝေးစေပြီးချမ်းသာဒုက္ခပြည့်စုံစေကာမင်္ဂလာချက်တည်တူဝစီမေယတနာတုတ်ပြေတရားတော်မြတ်ကိုရပ်ပတ်ပူဇော်မှုများဆောင်ရွက်ကြရလို့သိရှိရပါတယ်ရှင်။ဆလာတင်ဆမဲတရင်ကတော့တိုက်ချင်းမျိုးနယ်တွင် OVOB အစီအစဉ်ဖြင့်တမဝရမအတင်းသားများအပံပိုချင်းွေပေးရတဲ့တဲ့တွင် ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ်တွင်တမဝါရမအတင်းသားများအား OVOB အစီအစဉ်ဖြင့်ပတ်ပေါ်ချင်းခွေပေးအပ်ပွဲကိုတိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစီအဝေးခံမတွင်ဧပြီလ10ရက်နေ့ကကျင်းပကြောင်းသိရပါသည်ရှေဦးစွာခရယအုပ်ချုပ်ရေးမှူးမှအမစကားပြောကြားရာတွင်ယခုအစီအစဉ်ဟာတိုက်ကြီးခရယအတွင်ရှိ MSME လုပ်ငန်းရဲ့အခြေခံထောက်တိုင်းဖြစ်သော OVOB လုပ်ငန်းကိုမြေတောင်မြောက်ပေးခြင်းဖြစ်ကြောင်း တိုက်ကြီးခရိုင်အတွင်ရှိ MSME လုပ်ငန်းများမြန်မြန်ဆဆလုပ်ကိုင်ပြီးလုပ်ငန်းရှင်များစုစည်းပြီးအကြီးစားစက်မှုလုပ်ငန်းကိုဦးတည်ကာနိုင်ငံတော် GDP တိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်းပြောကြားပါရယ်။အဒီနောက်တိုက်ကြီးမြို့နယ်အတွင်ရှိငချောက်လုပ်ငန်းလုပ်ကိုင်နှင့်သမဝိုင်းမအတင်းသားဆန္ဒဦးအောင်တအုပ်လျင်9သိန်းကျပ်နှုန်းဖြင့်၎င်း ဝါခမောက်လုပ်ငန်းလုပ်ကိုင်းတဲ့တမဝရမအတင်းသားတောက်လျင်၄သိန်းကျန်တော့ဖြင့်အတင်းသားဆေးဦးအလကောင်စုစုပေါင်း၁၂၄သိန်းအအတီတီပေးရကြောင်းသိရပါရယ်ဒီသတင်းကိုတော့ခင်းနှင်းတက်ကပေးပို့ထားပေးဖြစ်ပါရယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အထွေထွေရေကောက်ပွဲများဒီဇင်ဘာလတွင်ကျင်းပရန်ရှိကြောင်းပြည်ထောင်စုရေကောက်ပွဲကော်မရှင်ကြေညာတဲ့သတင်းပြည်ထောင်စုရေကောက်ပွဲကော်မရှင်ကဧပြီ၈ရက်ရက်စွဲဖြင့်သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကြေညာကြောင်းသိရပါသည် အဆိုပါကြေညာချက်အပြည့်ဆုံးမှာ၁နိုင်ငံရေးပါတီတည်းရဲ့တီထောင်လူသူအနည်းဆုံး15ဦးကနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှတ်၃ပုံမှတ်ခွဲကာကြီးနှင့်အညီပါတီတီထောင်ခွင့်များရှောက်ထားလာမှုအပေါ်ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကဥပဒေနှင့်အညီစီစီ၍မှတ်ပုံတင်ခွင့်ပြုလျက်ရှိပါသည်။ နှင့်2025ခုနှစ်အထွေထွေရွေးကောက်ပွဲများကိုဒီဇင်ဘာလအတွင်းတွင်ကျင်းပရန်ရှိပါသဖြင့်နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့်မှတ်ပုံတင်ခြင်းပါတီများပူးပေါင်းလျက်ပါတီတစ်ခုတည်းအဖြစ်တည်ထောင်ခြင်းလုပ်ငန်းများအားပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်ရွေးကောက်ပွဲအမိဆောင်ရွက်နိုင်ရန်နှင့်နိုင်ငံရေးပါတီများအနေဖြင့်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းမဲဆွယ်စည်းရုံးခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်အတွက်အချိန်လုံလောက်စွာရရှိစေရန်အလို့ငှား ိုင်ငံရေးပါတီတည်ထောင်ဝင်လျှောက်ထားလူသူများသည်2025ခုနှစ်မေလ9ရက်နောက်ဆုံးထား၍ပြည်အောင်စုရေးကောက်ပွဲကော်မရှင်သို့လျှောက်ထားကြရန်အတိပေးကြေညာအပ်ပါသည်ပြည်အောင်စုရေးကောက်ပွဲကော်မရှင်ဟုဖော်ပြပါရှိပါသည်ရှင်ရွှေရံကုန်ရဲ့ရံကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်